အဒီနေ့ဒီချက်ပြောပြခြင်းနာလေးကဒီချက်တို့ကဟလာအဒီချက်ကဘာကြောင့်လက်ချုပ်ကိုဒီချက်ကတင်ခဲ့တယ်လဲစနစ်တကျတင်ခဲ့တယ်လဲဆိုတာလေးကိုဒီချက်ကနည်းနည်းလေးဖြည့်ပြခြင်းနဲ့ပေါ့လေနော်ဒီချက်ကဟလာဒီအလုပ်ကိုဝါသနာပါပြီစပြီးလုပ်ပြီဆိုတဲ့အချိန်မှာဒီချက်မှာဆက်မရှိဘူးဒါပေမဲ့လို့ဆက်မရှိလို့ကိုကဟာကို့မှာဆက်မှမရှိပဲဘာနဲ့တော့ချုပ်ရမှာလဲဆိုတဲ့အတွေးကိုဒီချက်ကလုံးဝမတွေးဘူးဘာရှိလဲဒီချက်မှာလက်နှစ်ဖက်ရှိတယ် နော်ဒီလက်နှစ်ဖက်ကနေပြီးတော့ဒီလက်ချုပ်ကိုကိုချုပ်လို့ရမလားအဲ့ဒါကိုဒီချက်ကခံယူထားတယ်အဲ့တော့ဒီချက်ကဘာလုပ်လဲဆိုတော့တော်တော်များများအဲ့ဒီအချိန်မှာဆက်ချုပ်တွေတင်နေတဲ့အချိန်မှာဒီချက်ကလက်ချုပ်ပဲတည်တံ့တင်လိုက်တယ်လက်ချုပ်တည်တံ့တင်လိုက်တဲ့အလုတ်ကဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ဒီချက်တို့ကဥပမာကိုကဒီအိတ်ကလေးတွေဟာလားလက်ချုပ်ချုပ်တယ်။အမဒါဒီအိတ်ကလေးဆိုတာဒီချက်လက်ချုပ်ချုပ်ထားတဲ့အိတ်ကလေးတွေဟိုတုံးထဲရပါလေနော်။ လက်ချုပ်ချုပ်တဲ့အခါကျတော့ကိုကဘယ်နေအားသွားသွားလက်ချုပ်နဲ့ပတ်သက်ပြီးတော့ကို့မှာ အချိန်ကုန်သွားခြင်းမရှိဘူးအလုံးမပြီးတာမရှိဘူးတခြားဆိုလို့ရှိရင်ဟာလားဒီလက်ချုပ်ချုပ်ရမယ့်ဟာလေးတွေကိုအမြဲတမ်းစင်သစ်ကလေးတွေထားထားပေးတယ်ထားပြီးတော့အိမ်တလုံးထဲမှာထည့်ထားတယ်ဘာကြောင့်လဲဆိုတဲ့အခါကျအပြင်ထွက်ပြီးဆိုတဲ့အချိန်မှာတခြားအိုက်အိတ်ကလေးကိုဆွဲသွားတယ်ဆွဲသွားပြီးတော့ရောက်တဲ့နေရာမှာစောင့်ရမယ့်အချိန်မှာတခြားထိုင်ပြီးချုပ်တယ် ကလေးចောင်းသွားကြတာပဲဖြစ်ဖြစ်အတခြားကိစ္စနဲ့အပြင်းသွားတာပဲဖြစ်ဖြစ်အားလုံးပေါ့လေနော်ကုံကုံပြောရမယ်ဆိုလို့ရှိရင်ဒီကဘာမှပြီးခဏပြန်တဲ့အချိန်မှာနေ့လယ်နေခင်းမှာတော့မှဒီချက်ဘယ်မှသွားစရာမရှိဘူးအချိန်လေးရရတယ်ဆိုရင်ပရင်းပေါက်နားလေးမှာထိုင်ပြီးတော့ဒီချက်ချုပ်နေတယ်ဆိုတော့ပြောချင်တာကဒီချက်တို့ကအလုပ်တစ်ခုလုပ်ပြီးဆိုလို့ရှိရင်အဓိကကဇွဲရှိဖို့လိုတယ် နော်ဇွဲရှိဖို့လိုတယ်နောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့ဟာကိုကဆဆချင်းလုံးနေတဲ့အချိန်မှာအာကိုလုတ်တဲ့ဟာတွေကမလှပါဘူးကြီးလို့မကောင်းပါဘူးရှက်စရာကြီးပါဆိုတဲ့အတွေးတွေလုံးဝမတွေးနဲ့အဲ့ဒီအတွေးတွေလုံးဝမတွေးအဲ့ဒီအတွေးတွေတွေးရင်ဘတော့မှမတိုးတတ်ဘူးကိုရဘွားအဲ့ဒါဟုတ်ပြီချက်ပြပြချင်းတာเนาะဆိုတော့အခုဆိုလို့ရှိရင်ဒီချက်ဖွင့်ထားတဲ့သင်တန်းတွေဆိုလို့ရှိရင်လည်းဟာလား အခြေခံတစ်ကဲနှစ်ကဲရလက်ချုပ်သီးသန့်အောင်တခြားဖွင့်ထားပေးတယ်။ဘာကြောင့်ဖွင့်ထားပေးလဲဆိုတဲ့အခါကျတော့ဆော့ဆုံးဝလူမျိုးပေါ့လူတယောက်ကအလုပ်တစ်ခုလုပ်တယ်ဆိုလို့ရှိရင်ဒီအလုပ်ကိုသူကဘယ်လောက်ထိလုပ်သွားမယ်ဘယ်လောက်ကြာမယ်ဘယ်သူမှပြောလို့မရဥမာဟာလာဒီအလုပ်ထက်ဒီတဲ့ပိုကောင်းတဲ့အလုပ်သူလုပ်ချင်လဲလုပ်နိုင်တယ်ဆိုတော့လက်ရှိအချိန်အတွင်းမှာဟာလာသူ့အနေနဲ့ဒီအလုပ်ကလေးသူလုပ်ချင်တယ်ဆိုလို့ရှိရင်ဘာမှသူက လာဟာဆက်ကြီးတွေဝဲအကြီးအကျယ်တွေကုံရင်းနှီးမြုံနံမလို့အပ်ဘူးကိုရှိတဲ့ဒီလက်ကလေးနဲ့ပဲကိုရဲ့လုံအားပေါ့ဒါလေးနဲ့ချုပ်သွားလို့ရတယ်ဒါဟုတ်တစ်ချက်ပြပြကျင်တာပေါ့လေနော်ဆိုတော့ဒီချက်ကိုတိုင်လဲဒီလိုပဲလုတ်ခဲတဲ့အခါကျတော့ဒီချက်ကဒါကြောင့်မလို့ဒီဆက်ချုပ်ထက်လက်ချုပ်ကိုဒီချက်ကဦးစားပေးပြီးတင်နေဆိုတာအဲ့ဒါကိုဒီချက်ပြပြကျင်တာနော် အဲ့တော့အခုဒီချက်ဒီတင်နန်းဆိုလို့ရှိရင်အခြေခံတင်နန်းဆိုလို့ရှိရင်ဒီချက်ကဒီအိတ်ကလေးကိုဟာလာဒီမှာဟာဝိုင်ယံပုံစံလေးတွေနဲ့ဒီချက်တင်ပေးထားတယ်ဒီတိရွတ်ပုံစံလေးနဲ့ဘာကြောင့်ဒီချက်အဲ့လိုတင်ပေးထားလဲဆိုတဲ့အခါကျတော့ဒီအိတ်ကလေးကလည်းဒီချက်ကပြောရမယ်ဆိုလို့ရှိရင်ဟာလာဒီချက်ဒီတက္ခာစားကပေါ့နော်ဒီဒီချက်တင်နေတဲ့အဲ page တစ်ခုပေါ့အဲ့ဒီ page ခုကနေပြီးတော့သူကဒီအိတ်ကလေးရဲ့ပုံစံလေးကိုသူကဟိုအလှူလောက်တာပေါ့ အလှလုပ်ပြီးတော့သူကပတ်တန်ကိုရောင်းပေးတာပေါ့အဲဒီပတ်တန်ကို သူပေးမယ်ဟာလာအလှလုပ်မယ်ကိုထဲ့ကျင်တဲ့လောက်ထဲ့လို့ရတယ်ဆိုပြီးတော့သူကအဲ့လိုကြီးညာလိုက်တဲ့အချိန်မှာဒီ share ကလည်းဒီ8 design လေးပေါ့ဒီ share design မပါအောင် share design ကဒီ share ပါတာဒီ share ပြန်ပြီးတော့တီထွင်ထားတာကိုယ့်အကူလောက်ထားတာဒီ8ရဲ့ပုံစံလေးကို ဒီချက်ကကြိုက်တဲ့အတွက်ဘာကြောင့်ကြိုက်လဲဆိုတော့ဒီအိပ်ပုံစံလေးကပြောရမယ်ဆိုလို့ရှိရင်ဒီချက်တို့ဒီဘေးဆောင်လွယ်သွားတဲ့အခါကြလို့ရှိရင်အရန်ဆင်ပြေတယ်နော်နောက်ပြီးတော့ဘယ်နေရာတော့တော့အိတ်ကမကြီးမသေးအရွယ်လေးဖြစ်တယ်နောက်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကြတော့ဒီအိတ်ထဲမှာအကုန်ဆန့်တယ်နော်အဲဒီချက်ဆိုရင်ဒီခါလေးကျရင်အပြင်သွားတယ်ဆိုရင် password တွေပါဒီချက်တို့ကတဲ့ဝါရတယ်အိမ်မှာထားခဲ့လို့မရအောင်ဟာလာမတော်ဆလမ်းမှာစစ်တာပြူတာဘာညာဆိုအချိန်မီရွေးမှာကိုကသူများနိုင်ငံမှာနေတဲ့အချိန်မှာ တတော်ရဲ့ဥပဒေကိုလေးစားလိုက်နာတဲ့အနေနဲ့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုကိုအမြဲထည့်ဝါတယ်လှုပ်သွားတယ်ဆိုတော့အဲ့တော့ဒီအိတ်ကလေးမှာဒီချက်ကအကုန်ထည့်သွားပြီးသားဆိုတော့အဲ့တော့ဒီချက်ကသင်တန်းပွင့်မယ်လို့ရည်ရွယ်တဲ့အချိန်မှာဒီချက်အိတ်တွေလိုက်ရှာတာပေါ့နော်လိုက်ရှာလိုက်ရှာဘယ်အိတ်ကိုသင်ပေးရင်ကောင်းမလဲဘယ်လိုပုံစံနဲ့သင်ပေးရင်ကောင်းမလဲဆိုပြီးချက်အမျိုးမျိုးတွေးတာပေါ့တွေးပြီးတော့ဒီချက်ရှာတဲ့အခါကျတော့တစ်ချက်ကဒီချက်ဘာပြန်စဉ်းစားလိုက်လဲဆိုတော့ဟာလား ကိုစီမှာ မတက်လို့လားတင်နေသူဟာသူ့အတွက်ကစသချင်းတွေ့တဲ့အချိန်မှာအရန်ခက်ခဲသွားမယ်ဆိုရင်သူလက်လျှော့သွားမယ်ဆိုတာတချက်နားလည်ပြီ။ဘာကြောင့်လဲဆိုတဲ့အခါကျတော့အဲ့ဒါဘာကြောင့်တချက်ပြောလဲဆိုတာတချက်ကိုနဲ့ကိုချင်းစာပြီးတော့တချက်ပြောပြတာ။ကိုလည်းစသချင်းတင်တဲ့အချိန်မှာအဲ့ဒီအတိုင်းပဲ။နော်အဲ့ဒီအတိုင်းပဲ။ဒီကြားထဲမှာဆရာမပေါ့ဆနာလေးအဲပြောရမယ်ဆိုကိုသမီးအွယ်လေးပေါ့နော်။အဲဒီခါလေးကြာကိုမှားသွားရင်ဆရာမဆူတာရှိတယ်။ ဆူတဲ့နေရာမှာသူ့ဘာသာစကားနဲ့သူဆူတာနော်ကိုဘာသာစကားတော့မဟုတ်ဘူးဒါပေမဲ့ကိုနားမလဲတဲ့ခါကျတော့ကိုကပြုံး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 နဲ့ရီးနေတာပဲရှိတယ်အဓိကဘာလဲဆိုတော့ကိုကပညာကိုလိုချင်တာဟုတ်တယ်မလားအဲ့တော့ပညာလိုချင်တဲ့ခါကျတော့သူဆူတယ်ပြန်ဖြုတ်ပြန်ချုပ်ရှင်းပြန်လုပ်တယ်အကုန်လုံးပြန်လုပ်တယ်ဒါကြောင့်မလို့အခုဒီချက်သင်တန်းနေမှာလဲတချို့တွေဟာလားအိမ်စာလာပြတယ်မရဘူးအမမရဘူးညီမပြန်ဖြုတ်ပါပြန်ချုပ်ပေးပါတချို့ထွက်ပြေးသွားမလားတော့တချို့ပြန်ချုပ်တယ် ဒါပေမဲ့သူတို့ရက်လက်တွေရလာတယ်အဓိကတည်းကတော့အလုပ်တစ်ခုလုပ်တဲ့နေရာမှာအဲ့ဒါအရင်ရေးကြည့်တယ်စိတ်ကလေကိုယ်စိတ်ကိုကိုနိုင်အောင်ထိန်းနိုင်မှာကိုယ်စိတ်ကိုကိုနိုင်အောင်မထိန်းမှုဆိုလို့ရှိရင်အားလုံးလုံးမရအောင်ကိစ္စမရှိဘူးနေပစင်မလုပ်တော့ဘူးမလုပ်ချင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒါတောက်ချောင်မလုပ်ချင်တော့တူတောင်လုပ်လို့ရတယ်ကိုကဘာလို့လုပ်လို့မရမှာရအောင်လုပ်မယ်အဲ့ဒီစိတ်ကိုမွေးရတာအဲ့ဒီစိတ်မွေးတယ်ဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်ကလေးတွေကဘာမှခက်ခဲမရှိတော့ အဲ့တော့ဒီချက်ပြောပြကျင်တာလေးကဒီအခြေခံအိတ်ကလေးဆိုလို့ရှိရင်ဒီမှာဒီတတ်ထားတဲ့တိရွက်ကပန်းမွင့်ရာပြောရမယ်ဆိုလို့ရှိရင်ဒါဒီချက်တို့စသချင်းပေါ့ဒီဘယ်လိုပြောမလဲဆိုအခြေခံပေါ့ basic ခေါ်မှာပေါ့အခြေခံကနေစတင်မဲ့ဒူးတွေအတွက်ကအခက်ခဲမရှိတဲ့အိတ်အခက်ခဲမရှိတဲ့ဒီဇိုင်းကိုဒီချက်ပြောပြကျင်တာဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဟာလား ဒီမှာဒီချေတို့ applicate တွေလုပ်တဲ့အခါမှာဒီလိုကျဲကျဲလေးတွေသွားတာကကို့အတွက်ကအင်မတန်ကောင်းတယ်အင်မတန်ကောင်းတယ်နော်တကယ်လို့စစချင်းမှာ applicate ကိုကိုကဟာလားဟာတကယ်ကိုအရန်ကိုခက်ခဲတဲ့ဟာမျိုးတွေဖြစ်သွားမယ်ဆိုလို့ရှိရင်လူဝမလုပ်ချင်တော့ဘူးဒါကြောင့်မလို့ဒီချေကဒီအိတ်ကလေးကိုလက်ချုပ်တင်နန်းဆိုပြီးဒီချေကရွေးချယ်လိုက်တာနော်ဒါပေမဲ့လို့တချို့ကဒီအိတ်ရဲ့ပုံစံကိုမကြိုက်တာလည်းရှိတယ်ဟာလားဒီတိရွက်နဲ့ပန်းမွေးကိုမကြိုက်တာလည်းရှိတယ် ဒါပေမဲ့ဒီချက်ဆိုလို့ကျင်တာကဒီချက်ကတည့်ရွက်ကပန်းမွေရေအဓိကဒီချက်တင်တာမဟုတ်ဘူးဒီချက်တင်ပေးတာအဓိကလက်ချုပ်ကိုဒီချက်အဓိကတင်ပေးတာเนาะဒီအိတ်တလုံးလုံးကိုလက်ချုပ်ဆက်တယ်ဒီဇစ်တွေကိုဒီဇစ်တွေကိုလက်ချုပ်ဆက်တယ်ဒီတည့်ရွက်ကပန်းမွေနေရေကိုလက်ချုပ်ချုပ်တာအဲ့တော့ကိုယ့်ရဲ့ဒီအိတ်ကလေးကကိုကိုတိုင်းလက်ချုပ်တရားရာခိုင်နှုန်းချုပ်ထားတယ်ချုပ်နိုင်တယ်ဆိုတဲ့ ဂုံကိုယူရတာဟုတ်တယ်မလားဘာကြောင့်လဲဆိုတဲ့အခါကျတချို့ကဒီလိုချုံနိုင်ဖို့ဆိုတာဇွဲရှိမှရတယ်ဇွဲမရှိရင်လည်းချေတော့မရဘူးဟုတ်တယ်မလားခဏလေးနဲ့ဒီအာတော်ပါပြီမလုပ်တော့ပါဘူးဆိုပြီးတော့ဖြစ်သွားရင်လည်းဖြစ်သွားနိုင်တယ်ကိစ္စမရှိဘူးဆက်လုပ်မယ်ဆိုတဲ့လူလည်းရှိချင်ရှိနိုင်တယ်ပေါ့လေအဲ့တော့ဒီချက်ပြောပြကျင်တာလေးကဟလာအဓိကဒီချက်သင်ပေးတာဒီချက်လက်ချုပ်ကိုအဓိကသင်ပေးတာဖြစ်တယ်ဒီဇိုင်းကိုဒီချက်အဓိကသင်ပေးတာမဟုတ်ဘူးဆိုတာလေးကိုဒီချက်ကပြောပြကျင်တာ เนาะအဲ့တော့တကယ်လက်ချုပ်ကိုတင်ခြင်းပါတယ်ဟိုတက်ခြင်းပါတယ်ဆိုရင်ဒီအခြေခံတသင်တန်းလေးကိုလာတက်ဖို့ရှိပါတယ်เนาะတင်ကျလက်ချုပ်တရားရခိုင်နှုတ်နဲ့ကိုချုပ်ပြီးတော့တင်ပြထားပြီးချင်းဖြစ်တယ်เนาะအဲ့တော့ဘာကြောင့်လဲဆိုတော့အခုလိုအချိန်မှာဟာလာတခြားရန်ကုန်သွားတဲ့အချိန်မှာတခြားမီးကိုလည်းတခြားတိတယ် မင်းကသူ့အချိန်နဲ့သူဆိုတော့ဒီအချိန်တွင်းမှာကိုကအိမ်မှာရှိခြင်းလဲရှိနိုင်တယ်မရှိဘူးဟလားဥမာအပြင်သွားရတယ်ဆိုလို့ရှိရင်လဲမိလာတဲ့အချိန်မှာလဲကိုကအဆင်မပြေနိုင်ဘူးကိုမရှိတယ်မရှိဘူးဆိုတာမိမလာတဲ့အချိန်မှာလဲကိုက brain fog ဝေးသားလေးမှာထိုင်ပြီးတော့ချုပ်တာလဲလေးလေးတဖြူးဖြူးနဲ့ခံစားချက်တစ်မျိုးနဲ့ရတယ်ဆိုတာလေးကိုဒီချက်ကကိုတိုင်လေ့ကျင့်ခဲ့တယ်ကိုတိုင်လုပ်ခဲ့တဲ့အတွက်ဒီချက်ကသိတယ်ဒါကြောင့်မို့လို့ဟလားဒီလက်ချုပ်ကို စိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ဒီတင်တန်းလေးကိုလာတက်လို့ရပါတယ်အဲ့တော့တီချဲကအခုလက်ရှိမှာဟာလာတင်တန်းကြီးကလုံးဝတီချဲမလျှော့ထားဘူးဘာကြောင့်မလျှော့ထားလဲဆိုတော့တခြားကြောင့်မဟုတ်ဘူးပညာတစ်ခုရဲ့တန်ဖိုးကိုတီချဲနားလည်စေခြင်းနဲ့เนาะဟိုလလွယ်နဲ့မရဘူးဆိုတာကိုလည်းသိစေခြင်းပါတယ်ဒါကြောင့်မို့လို့တီချဲကဈေးနှုန်းကိုတီချဲလုံးဝမလျှော့ပေးထားတာပါเนาะဘာသဘောရေလုံးမှမဟုတ်ဘူးတီချဲတို့အလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်ဟာလာ ိုလုံးလိုက်တဲ့အလုပ်တွေတိုင်းမှာဒီချက်တို့မှာယင်းနှိမ့်နှံမှုကိုယ့်အတွက်ယင်းနှိမ့်နှံမှုဆိုတာအမြဲလုပ်ပေးရတယ်ဆိုတာကိုဒီချက်ကမြင်စေချင်ပါတယ်เนาะဒါကြောင့်မို့လို့တကယ်လက်ချုပ်ကိုမှသီးသန့်ကိုချုပ်တတ်ချင်ပါတယ်ဆိုတဲ့သူဆိုလို့ရှိရင်ဒီသင်တန်းလေးကိုလာတက်လို့ရပါတယ်လို့ဒီချက်ကပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်စာမေအနီလာကွေးပါရှင်